ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကွီးစောပါ ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးတော့ရုတ်တရက်တကြံများကြသွားပြီလားလို့ထင်စရာတော့ရှိပါတယ်။တကြံကြနေတာမဟုတ်ပါဘူး။ဒါကနေပြည်တော်လေခွင်းတောင်မှာရှိတဲ့ပေါင်းလောင်းစိတ်ကန်းတာဒေးကလပ်တဲ့။နေပြည်တော်မှာရှိတဲ့ဒေးကလပ်ပေါင်းလောင်းစိတ်ကန်းတာမှာဒီလိုမျိုး DJ တွေဖွင့်မူယူပြီးတော့နေ့လယ်နေခင်းကြီးကခုံမြူးတူးပျော်ပါနေတဲ့ဒေးကလပ်ဆိုတာကြာခဲ့ပြီ။ ဒါကိုကျွန်တော်က reaction လုပ်ပေးတာမဟုတ်ပါဘူးဒါကို ကျွန်တော်ကပြန်လည်မျှဝေခြင်းတာပါပြန်လည်မျှဝေခြင်းနဲ့ရည်ရချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကဒီ video file လေးတွေကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအသက်မပြည့်တဲ့ကလေးတွေပါနေတယ်အဲ့တော့ clash ရှိရင်မွေးရဆေးဝါးရှိမယ် clash ရှိရင်အရက်ရှိမယ် clash ရှိရင်ပြဿနာရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးနေပြည်တော်လိုနေရာမျိုးမှာဒီလို day clash အသက်မပြည့်တဲ့ကလေးတွေလူငယ်လူရယ်တွေမူယူပြီးကခုန်နေတဲ့ဒီလိုဒေကလက်တွေကိုဘသူက ခွင့်ပြုထားတာတော့ဘသူကဥဆောင်ပြီးတော့ဖွင့်တာတော့ဒီလိုအသက်မပြည့်တဲ့ကလေးတတမိန်းကလေးတွေယောက်ျားလေးတွေကိုအရက်ရောင်းခွင့်ရှိသွားပြီလားအသက်မပြည့်တဲ့ကလေးတွေကိုဒီလိုမျိုးဒေကလက်ထဲကို ဝင်ပြီးတော့ဒီလိုမျိုးစီးမဲ့ကမ်းမဲ့မြူးတူးပျော်ပါမူယူကခုန်နေတဲ့ ဒီလိုဒီကလက်တွေကိုဘသူကခွင့်ပြုထားတာလဲဒီမေးခွန်းလေးတွေကိုမေးချင်တာပထမတစ်ချက်ပါဒုတိယတစ်ချက်ကကျွန်တော်ကိုယ်တိုင်အားကြတာပါ ကျွန်တော်တို့လည်းဒီလိုမျိုးလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါပျော်ခြင်းပါတယ်ကခုံခြင်းနဲ့တငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်စိတ်လွတ်ကိုယ်လွတ်ပေါ့ဗျာဒီလိုခစ်ကြီးထဲမှာကျွန်တော်တို့မွန်ကျက်နေပြီကျွန်တော်တို့ဒုက္ခတွေရောက်နေပြီစိတ်ဓာတ်တွေစိတ်ဓာတ်အခြေခံတွေကျွန်တော်တို့ကြာဆင်းနေတဲ့အချိန်မှာဒီလိုမျိုး လွတ်လွတ်လပ်လပ်ပျော်ပါလိုက်ခြင်းနဲ့အားကြတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို ပြန်လဲဝေမျှရခြင်းဖြစ်ပါတယ်အဲ့တော့အသက်မပြည့်တဲ့ကလေးတွေကိုတွေ့တာကတက္ကနကိုတိုင်းပါဝင်မြူတူးပျော်ပါခြင်းတာတက္ကနနော်ဟုတ်ပြီနော်ဆက်ကြည့်ပါဦးမယ် ဲ့မှာကြည်ပါအဲ့မှာ14 15နှစ်ပဲရှိအောင်မယ်ကလေးတွေအဲ့တော့ဒီလိုဒေကလက်မှာမွေးရည်ဇေဝအလွယ်တကူရနိုင်တယ်အရက်သေးစာအလွယ်တကူရနိုင်တယ်ခိုက်ရန်ဖြစ်ပွားနိုင်တယ်အဲ့တော့ဒီလိုအသက်မပြည့်တဲ့ကလေးတွေကိုဘသူက တာဝန်ယူမှာတော့ဘသူကတာဝန်ယူပြီးတော့ဒီလိုဒေကလက်တွေကို ခွင့်ပြုပေးထားတာလဲဒီမေကွန်းလေးတွေကို ကျွန်တော်မေးချင်ပါတယ် အဲဒီမှာကလေးမလေးတွေအသက်မပြည့်သေးတဲ့ကလေးတွေ ုနိုင်ငံမှာစစ်မှုထမ်းဥပဒေနဲ့ဒုက္ခတွေရောက်ပြီးတော့မိသားစုတကွဲတပြားနဲ့ကြံစည်တက်နေတဲ့လူငယ်လူရွယ်တွေအများကြီးဖြစ်နေတယ်။နိုင်ငံခြားမှာဒုက္ခရောက်နေတဲ့ကောင်မလေးတွေအမျိုးကောင်သမီးလေးတွေအများကြီးဖြစ်နေတယ်။ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ကြုံတွေ့နေကြတယ်။ဒါတွေကိုပြောပြလို့ဒီလိုမျိုးမပြောရဘူးလို့ကျွန်တော်မပြောပါဘူး။ပြောပါပြောပါကျွန်တော်ကိုယ်တိုင်လည်းခုနပြောခဲ့သလိုပဲကျွန်တော်အားကြတယ်ကျွန်တော်လည်းပျော်ခြင်းတယ် ဒါပေမဲ့ကျွန်တော်ဘာလို့အာနာလို့အာနာမန်းမသိဘူးဖြစ်နေတယ်ဗျာ။ဒါကိုကြည့်ပြီးတော့ပျော်တာတဝက် စိတ်မကောင်းတာတဝက်အချို့ကတော့ပြောမှာပေါ့မင်းကတော့ခြေကိုက်နေတာပေါ့ဟုတ်ပါတယ်။တက်နိုင်အောင်ကျွန်တော်ရဲ့မသိစိတ်ကဒါမျိုးပျော်ရွှင်မြူးတူးခြင်းပင်မဲ့ကျွန်တော်သိစိတ်ကရှက်တယ်ဗျာနောက်တစ်ခု ပြောချင်တာက အသက်မပြည့်တဲ့ကလေးတွေဒီလိုဒေးကလပ်မှာရှိနေတယ်ဘသူတွေကခွင့်ပြုထားတာလဲအသက်မပြည့်တဲ့ကလေးတွေကိုအရက်သေးစားရောင်းချခွင့်တောက်သုံးခွင့်ပြုထားတာလားအရက်သေးစားအပြင်ကိုမှမွေးရဆေးဝါးတွေဒီလိုဒေးကလပ်မှာမရဘူးလို့ဘသူကအမခံနိုင်လဲဒီလိုမျိုးတရုတ်ပြောင်း ဖြစ်တဲ့အထိနေပြည်တော်မှာဆိုးဆိုးရွားရွားဖြစ်နေပြီလားဒီဗီဒီယိုဖိုင်လေးတွေနဲ့ပတ်သက်ပြီးတော့ reaction လုပ်ပေးတာလုံးဝမဟုတ်ပါဘူးကျွန်တော် ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်ကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော်ရဲ့ viewer တွေနေပြည်တော်မှာဒါမျိုးဒေကလက်ရှိနေတယ်ဆိုတာကိုမသိတဲ့မိဘတွေအသက်မပြည့်သေးတဲ့ကလေးတွေရှိတဲ့မိဘတွေကျွန်တော်ညီကိုမောင်သမားတွေသိအောင်လို့ကျွန်တော်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့တခါတလေမှာတကူတကရွယ်ချက်ရှိရှိထောင်နဲ့ထောင်ချောက်တွေကိုကျွန်တော်တို့သတိထားဖို့လိုပါတယ် အဲ့တော့အသက်မပြည့်သေးတဲ့ကိုယ့်ရဲ့တားပြိုတမိပြိုလေးတွေဒီလိုဒေးကလပ်လိုနေရာမျိုးကိုမရောက်ရှိဖို့ကြိုးစားရမှာကမိဘတွေရဲ့တာဝန်ပါဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တချို့မိဘတွေဘာလုပ်နေလဲဆိုတာလေးကလည်းကြည့်လိုက်ကြရအောင် 这那路旁边这乃乌马嘞美水，咱那贵州话叫做“伢子马嘞”。